ဝီမင်းတန်းရဲ့ပြုမှုတစ်ခုကြောင့်ရှက်ခွဲခဲ့ရတဲ့မိုးရေကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Sally Space ကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အင်တာဗျူးတစ်ခုမှာတော့ဘရိုကာဝီမင်းတန်းကတော့မင်းသမီးမိုးရေကိုရဲ့အလှပနဲ့ပတ်သက်ပြီးတော့ပြောလိုက်တာကြောင့်အရှက်တခွဲဖြစ်သွားရတာပါ။ဝီမင်းတန်းကတော့မင်းသမီးချော်လီမိုးရေကိုနဲ့အတန်အားဖြင့်လဲရွေးတူးဖြစ်ပြီးတော့ မွေးဤကိုရဲ့အလှပပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ပြောနေပုံကအစင်တန်းလုံးဝမရှိတာကြောင့်လို့ပြောများနေတာပါမြန်မာနိုင်ငံရဲ့ဥပညာလောကမှာတော့မင်းသမီးမွေးဤကိုကတော့တော်တော်လေးနမည်ကြီးပြီးတော့အောင်မြင်မှုတွေရရှိနေတဲ့ထိတ်တန့်မင်းသမီးတစ်ယောက်ပါဟိုခေတ်တကာကမင်းသမီးမွေးဤကိုကတော့မြန်မာရုပ်ရှင်ဇာတ်ကားဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်တရုပ်ဆောင်ထားပြီးတော့ကြာရံဇယုတ်တွေကိုလည်းပိုင်နိုင်စွာတရုပ်ဆောင်နိုင်သူတူပါမင်းမီမိုးဤကွာတော့များမကြာခင်မှာပဲသူမရဲ့ဥပညာလုံလန်းတွေကိုရှင်နာကရုပ်ရှင်လောကကနေပြောက်ွယ်သွားပါတော့တယ် ဒီလိုမျိုးဖြစ်ရတာကလည်းမင်းသမီးမိုးရီကတော့တမီးတယောက်အနေနဲ့နာမကျန်းဖြစ်နေတဲ့မိဘကိုပြုစုဆောင်ရှောက်အောင်မလို့အလုပ်တွေအားလုံးကိုရပ်ဆိုင်းခဲ့တာပါမိုးရီကိုတော့ပရိသတ်ကြီးတွေအကုန်လုံးကတော့မိဘကျေးဇူးတည်တတ်တဲ့တမီးလိန်မလေးတို့အူဖြစ်သတ်မှတ်ထားတာပါမိုးရီကိုရဲ့ပရိသတ်ကြီးတွေကလည်းသူမရဲ့စကားတွေကိုပြန်လည်မျှော်လင့်နေကြတာပါနေနေငယ်လောက်မှာပဲသူမရဲ့ဖခင်ဖြစ်သူကကွင်လွန်သွားတဲ့နောက်ပိုင်းမှာတော့သူမချစ်တဲ့ပရိသတ်ကြီးရှိကိုတဖန်ပြန်လည်ရောက်ရှိလာခဲ့တာပါ မိုးအေကတော့ငင်းမှုမပြတ်သေးတဲ့အတွက်အသက်ရွယ်အားဖြင့်ကြီးသွားပေမဲ့လည်းကျမကြီးလိုက်စားကယောဂကျင့်တာရိအလားပါရေးရကိုလည်းတဘာဝအတိုင်းထိသိမ့်တာကြောင့်တကယ့်ကိုစေကျော်သက်လာနုပြိုနေစေပါမင်းသမီးမိုးအေကလှပပိုင်းဆိုင်ရာမှာတော့သူမတူတဲ့လှမျိုးရှိပြီးတော့အသက်ကြီးလာပေမဲ့လည်းအချားနုပညာရှင်တွေလိုမျိုးခွဲစိတ်ပြုပြင်တာဖီလာထိုးတာဘူတော့ထိုးတာတွေမျိုးလုံးဝကိုမလုပ်ထားတာတွေ့ကြရပါတယ်မင်းကလေးတွေအတွက်ကတော့မင်းသမီးမိုးအေကတော့တကယ့်ကိုစံပြမျိုးသမီးတူပါ ကိုကိုချစ်ခင်တက်ပြီးတော့အမြဲတမ်းစိတ်ကောင်းစေတနာကောင်းတွေထားကနုနုညံ့ညံ့မဲနေထိုင်တတ်တဲ့မြို့သမီကောင်းတူဖြစ်ပါရင်ပြီးခဲ့တဲ့အင်တာဗျူးမှာတော့ဖြူဒီဘလော့ကဝင်းမင်းတန်းနဲ့တူမိုးဤကိုရိုနှစ်ယောက်အင်တာဗျူးမှာဖြေဆိုခဲ့ပါရင် အင်နာဗျူးထဲမှာတော့ဝင်းမင်းတန်ဟာသူ့ရဲ့စရိတ်ပုံစံလေးနဲ့ပြောဆိုနေကြတာပါအဲ့ဒါကတော့ဝင်းမင်းတန်ဟာမိုးအီကိုလိုနမဲကြီးမင်းသမီးတယောက်တော့သူမနဲ့တက်တူပြီးတော့ဖွားကြည့်လို့မျိုးအသက်ကြီးနေပေမဲ့လှနေတုံးဆိုတာကကိုကိုကိုလှပအောင်ထိမ့်သိမ်းထားလို့လို့ပြောဆိုကြတာပါဒီလိုပြောပုံကြည့်ရတာလေဝင်းမင်းတန်တယောက်သူ့ကိုသူတော့အိုနေမီမန်သတိပြုမိတယ်လို့ဆိုရမှာပါသူမနဲ့တက်တူရွှေတူမင်းသမီးကြီးတယောက်ကိုခုလိုပြောတာကနည်းနည်းတော့ဇယိုက်ဆန်တယ်လို့ဆိုရမှာပါ ကိုရင်ကလည်း beauty blogger တယောက်ဖြစ်ပြီးတော့အလားပါဆိုင်ရာတွေနဲ့ပတ်သက်လို့အမြဲတမ်းမျှဝေပေးနေသူတယောက်ဖြစ်တဲ့ပြင်အပြိုကြီးဖြစ်ပေမဲ့ဝီလီရှိရှိပိုင်းဆိုင်ရာနဲ့ပတ်သက်လို့လည်းအမြဲတမ်းဘ ഹു တ္တရာတွေကိုဝေမျှပေးနေတာပါဝေမေတန်းကတော့အလားပါပိုင်းဆိုင်ရာတွေကိုလူတွေကိုမျှဝေပေးနေပေမဲ့လည်း မိုးအီကိုကိုအင်တာဗျူးရှိမှဝေဖန်လိုက်တဲ့ဇာတ်ကားတွေမှာတော့သူမဟာမိုးအီကိုလိုထိထိသိသိနဲ့လှပအောင်နေမယ်လို့ရှင်သူမလည်းမိုးအီကိုလိုပဲအခုတည်းပုံပြီးတော့လှပနိုင်တယ်လို့ပြောလာတာပါဘယူတီဘလော့ဂါဖြစ်ပေမဲ့လည်းကို့လကိုတောင်မှမထိနိုင်ဘူးလို့ပြောရမှာပါဝေမင်တန်တယောက်ခုလိုဝေဖန်လိုက်တဲ့အချိန်မှာတော့မိုးအီကိုခင်ဗျာမျက်နှာဟာစီးရွက်လောက်သာကျန်တော့တာပါစိတ်မကောင်းဖြစ်သွားဟန်နဲ့မျက်နှာကွက်ခနေပြက်သွားပါရင်မိုးအီကိုလိုစိတ်သဘောထားပြေဝပြီးတော့ တိခန့်တတဲ့သူဖြစ်တာကြောင့်ဘာမှပြင်မပြောဘဲဒီတိုင်းပဲနားထောင်နေလိုက်ရပါတော့တယ်။မွင့်ဤကတော့တိခန့်နိုင်ပေမဲ့ဝိမင်းတန်းရဲ့ဇီးရိုက်ဆန်တဲ့ပြောဆိုပုံတွေကိုတော့ပရိသတ်ကြီးတွေကအသိမခံနိုင်ကြပါဘူး။ဗီယိုကိုဆုံးတီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တရားရောဝိမင်းတန်းရဲ့ပြောဆိုပုံနဲ့ပတ်သက်ပြီးမိမိတို့ရဲ့မြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။ဗီယိုလေးကိုဆုံးတီကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တရားချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းသတင်းတစ်လေးတွေနဲ့တူပြန်လည်ဆုံတွေ့ကြအောင်ပါ။မြန်မာပြည်သူပေါင်းကက်ကြီးသုံးပါးဘေးကနေကင်းဝတ်စေပါကြောင်းဆုတောင်းလိုက်ရပါတယ်ရှင်။